ဒီဇင်ဘာ22ရက်နေ့ကဂျပန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့အီတိုအီကာဝါမြို့မှာ လောင်ကျွမ်းနေခဲ့တဲ့အင်ယာမမီလာမူဟာလှည့်လင်းမြန်မြန်နဲ့ကူးဆက်ပြန့်နှံ့ခဲ့တာကြောင့်အဆောင်အုံတရာကျော်ကိုမီလောင်ကျွမ်းခဲ့ပြီးလူနက်ဦးဒဏ်ရာရရှိကစစ်တပ်ကိုအရေးပေါ်အကူအညီတောင်းခံခဲ့တယ်လို့သိရပါဗျ။ဂျပန်ရုပ်သံကနေထုတ်လင်းခဲ့တဲ့ကောင်းကင်မှတ်တမ်းဗီဒီယိုအရနီအီကာတာစီရင်စုနဲ့အီတိုအီကာဝါမြို့ကအဆောင်အုံတွေကိုလိမ္မော်ရောင်အင်ယာမမီတောက်ကြီးတွေကဝါမျိုးထားပြီးမိခိုးတွေအလေးလိုက်တက်လာပုံတွေကိုမြင်တွေ့ခဲ့ရပါဗျ။အဲ့ဒီမီလောင်ကျွမ်းမှုကြောင့်အသက် 40ကျော်အရွယ်အမျိုးသမီးနှစ်ဦးတန်ရာရရှိခဲ့ပါရယ်ဒေသစံတော်ချိန်မနက်09:28မိနစ်လောက်ကအီတိုအီဂါဝါမြို့မှာရှိတဲ့တရုတ်စားတောက်ဆိုင်တစ်ခုကနေမိစတင်လောက်ကျွမ်းခဲ့တာဖြစ်ပြီးအဲ့ဒီနေရာကိုမိသက်ကအစီအိမ်အနည်းဆုံး18စီလောက်ဆေးလွတ်ထားခဲ့တယ်လို့ နေအီကာတာစီရင်စုနယ်ရဲ့တာဝန်ရှိသူတို့ကပြောပါရယ်မွန်လွယ်ပိုင်းလောက်မှာတော့နေအီကာတာအုပ်ချုပ်ရေးမှူးယူအီချင်ယူနယ်ယာမရဲ့အရေးပေါ်အကူအညီတောင်းခံမှုကြောင့်စစ်သား155ဦးနဲ့မော်တော်ယာဉ်25စီးဟာမိလောင်မှုဖြစ်ပွားတဲ့ကန်ယူရက်မြို့ကိုရောက်ရှိလာခဲ့တယ်လို့သိရပါရယ်အဲ့ဒီမိလောင်ကျွမ်းမှုကိုအင်ဂျင်140ခန့်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့မြို့တော်ခန့်မအနီကအာကစားရုံတဝိုက်မှာနေထိုင်တဲ့ဒေသခံ65ဦးကိုလည်းအရေးပေါ်ကယ်ဆယ်မှုတွေပြုလုပ်ခဲ့ရပြီးအဲ့ဒီတဝိုက်မှာနေထိုင်သူ600နီးပါးလောက်ကိုလည်းဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့တတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။အီတိုအီဂါဝါမြို့ဟာဂျပန်ပင်လယ်ကိုမျက်နှာမှုထားတဲ့မြောက်ဘက်ကန်ယူရန်ဒေသမှာတည်ရှိပြီးလူဦးရေ၄ကျောင်းကျော်လောက်နေထိုင်တယ်လို့သိရပါတယ်။ဒေသစံတော်ချိန်ညနေ6နာရီလောက်မှလည်းလေတိုင်နှုန်းကတနာရီကိုကီလိုမီတာ40လောက်ရှိနေတာကြောင့်သက်ဆိုင်ရာအာဏာပိုင်တွေဟာမင်းငိမ့်တက်နိုင်ဖို့အတွက်အပူတပြင်းလှုပ်ဆောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။